မင်္ဂလာပါကျွန်တော်တော့ဆရာကြီးပါလူကြီးမဲ့ကလေးက G pack ကိုရောက်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တော်ပြပါเนาะဟုတ်ကဲ့ G pack မြန်မာစာမှာပထမဆုံးစတွေ့ရတဲ့သင်ခန်းစာကတောင်ကြီးဖွားအောက်ဆိုတဲ့ကြဗျာဆရာမောင်သက်ကြီးရေးခဲ့တဲ့ကြဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်ဟုတ်ကဲ့တောင်ကြီးဖွားအောက်ဆိုတာကစူထုံးတစ်ခုဖြစ်ပါတယ်စူရိုးတစ်ခုစူထုံးတစ်ခုပါကျွန်တော်တို့ပြင်ပလောကမှာ နေ့စဉ်ကြည်တွေ့မှုမှာလည်းပြောဆို သုံးလုံးနေပါတယ်။ဘာကိုပြောချင်တာလဲဆိုရင်ဘလောက်ပဲခက်ခဲနေပါစေဘာလောက်ပဲခက်ခဲတဲ့အရာပဲဖြစ်ပါစေဇွဲလုံးလာဝိရိယနဲ့ကြိုးစားအားထုတ်မယ်ဆိုရင်အောင်မြင်မှုမဟုတ်ချရမယ်ဆိုတဲ့အကြောင်းကိုတွန်းအားပေးတဲ့စကားတစ်ခုဖြစ်ပါတယ်။ဘလောက်ပဲမြင်မာတဲ့တောင်တွေဖြစ်ပါစေဒီနေ့မှာလူတွေရဲ့ခြေဘွားအောက်ကိုရောက်သွားတယ်ဆိုတဲ့အကြောင်း ခိုင်နိုင်ပြီးတော့မှတောင်ကြီးဖွာအောက်ဆိုပြီးတော့မှဆိုယူလေးပြုခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့တောင်ကြီးဖွာအောက်ဆိုတဲ့ကဗျာလေးကိုကျွန်တော်ပထမဆုံးတစ်ခေါက်ရပြပါမယ်။တောင်ကြီးဖွာအောက်ခยีကျန်ခยีကျန်ရှစ်တုတ်တက်ခါလန့်မမောတမ်းမင်းရှောက်ကြမဲပန်းတိုင်အရောက်ပွဲတို့လူငယ်တွေစွန့်အားထုတ်နောက်တုတ်ပဲမဆုတ်မိုးကုတ်စဝိုင်းချီအောင်ပင်သွားဖို့အမြဲပြင်း တောင်းစင်တက်တက်တောတက်တက်လှမ်းတက်ကြော်လို့ဖြက်မယမနာဒုရရလုံလထောက်ကြဟေမနေမနာဒုမြာလျှောက်တောင်ကြီးဘဝအောင်ကြပြားစရာမောင်တက်ချီပါโอเคဒီကပြားလေးကစနစ်သိပညာရေးမှာပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက်လူကြီးမြင့်လည်းမသင်ခဲ့ရသလိုကျွန်တော်လည်းမသင်ခဲ့ရပါဘူးဒါပေမဲ့ကျွန်တော်တို့ကလေးနဲ့အတူ စကားတွေပြုံကလေးနဲ့ယဉ်နေမှုရှားဖို့ရန်အတွက်ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ကဒီနေ့ဆွေးနွေးပြီးတော့မှဖြစ်ပါတယ်။ဟုတ်ကဲ့။လူကြီးမင်းကလူကြီးမင်းကလေးကိုတားရေးဒီကြပြလေးကိုပြပြကိုရွတ်ပြပေးပါအောင်ဆိုပြီးတော့တောင်းဆိုလို့ရပါတယ်။ကလေးကရွတ်ပြပါလိမ့်မယ်။ကလေးရဲ့စာဖတ်စွမ်းရည်ကိုလည်းကျွန်တော်တို့အမှန်စာလို့ရတော့ပါလေ။နောက်တစ်ခုကျွန်တော်တို့ကစာအုပ်ကိုအတူတူကြည့်ပြီးတော့မှ တာရီဒီတဲကလူငယ်တွေကဘလို့တောင်တက်ကြတာလဲလို့မေးလို့ရပါလေဟုတ်ပါတယ်တောင်တက်ခြင်းကဘာရီအကျိုးကျေးဇူးရှိတာလဲတောင်တက်တာကဝါသနာရတက်ကြတာလို့ရှိသလိုမျိုးပဲကျမ်းမာရေးရတက်ကြတာရှိသလိုစွန့်စားခံစွန့်စားခြင်းတဲ့သူတွေတက်ကြတဲ့သူတွေရှိပါတယ်ရည်ရွယ်ချက်အမျိုးမျိုးကြောင့်တောင်တက်ကြတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ဘာလို့တောင်တက်ကြတာလဲဆိုရဲမိကုတ်ကိုကလေးကသူတိတဲ့အသည့် တူချင်တဲ့အတွေးအမြင်တိုင်းပြောမှာဖြစ်ပါတယ်အဲ့ဒါကြီးကိုမှားပါတယ်လို့ကျွန်တော်တို့ကပြောလို့မရပါဘူးကလေးရဲ့အသိပညာကျွဲဝါစေခြင်းနဲ့ဆိုရင်ဟာဖေဖေကလည်းချမ်းသာရေးကြောင့်တက်တာဘောဆိုရင်ကိုကလိလာခြင်းလို့တက်တာရောမဖြစ်နိုင်ဘူးလားပြောပြလို့ရပါတယ်ဓာတ်ပုံရိုက်ခြင်းလို့တက်ကြတဲ့သူရှိသလိုချမ်းသာရေးကတက်ကြတဲ့သူရှိသလိုလိလာဖို့တက်ကြတာအားကစားအတွေ့အသက်တက်ကြတာရှိပါတယ်အမျိုးမျိုးအကြောင်းအမျိုးမျိုးရှိပါတယ် ဲ့တော့တောင်တက်ရတဲ့ရည်ရွယ်ချက်ကအကြောင်းမျိုးရှိသလိုမျိုးပဲတောင်တက်ရတဲ့ခံစားချက်ကလည်းတယောက်နဲ့တယောက်နဲ့တော့အတူပါမဟုတ်ပါဘူးဒါပေမဲ့ကောင်းမွန်တဲ့ခံစားချက်တစ်ခုကိုမရောက်ဘူးတဲ့နေရာတစ်ခုကိုရောက်အောင်သွားပြီးတော့မှရလာတဲ့ခံစားချက်ကတော့အောင်မြင်မှုအသီးအပွင့်ကိုခံစားရတဲ့ခံစားချက်အတူတူတော့ဖြစ်မှာအတိအကျပါလေဒီရဲ့ခံစားချက်ကိုကလေးကိုနားလဲအောင်ခံစားမိစေအောင် လူကြီးကစကားတွေပြောလို့ရပါတယ်။ဟုတ်ကဲ့။ပုံထဲမှာတရုတ်ဖော်ကိုလေးပုံဖော်ထားတာကလူလေး၃ယောက်ကတောင်ကြီးကိုတောင်တခီးကြီးကိုတက်နေကြတယ်ဆိုတော့ပုံဖော်မှုကြီးဖြစ်ပါတယ်။ဟုတ်ကဲ့။ဒါဆိုရင်ကျွန်တော်တို့ကပုံကိုကြည့်ပြီးတော့ကလေးကိုအမေးဖြေမေးလူရပါတယ်။အဲဒီသူတို့ဘလူတွေဝတ်စားထားတာတော့တားចောင်းတော့တဲ့ပုံစံနဲ့တူသလားကလေးကိုမိကုန်လေးမေးလို့ရပါတယ် ဟုတ်ပါတယ်ကလေးကသူရဲ့ထင်မြင်ချက်တိုင်းသူပြောမှာဖြစ်ပါတယ်ကိုကကြတော့ပြန်ပြီးတော့မှပြောပြရမှာပေါ့ကလေးရဲ့ဖြည့်ဆူမှုကကုလိုချင်းနဲ့တာဂက်တီမရောက်လာဘူးဆိုရင်ကိုကပြန်ပြီးတော့မှ support ပြန်ပေးပြီးတော့မှကလေးနဲ့ဆွေးနွေးသွားလို့ရပါတယ်တောင်တက်တယ်ဆိုတာတောင်ကကဘာမြေရဲ့မြင့်တဲ့နေရာဖြစ်တဲ့အတွက်အမှုရှိန်ကဲတာလည်းဖြစ်နိုင်တယ်လို့အေးကဲတာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဇာတိဥဒ္ဒံကို ခန္ဓာယဉ်ရှိဖို့ရန်အတွက်ဇာတိဥဒ္ဓုကိုတွန်းလှန်ဖို့ရန်အတွက်လုံလုံချုံချုံဝတ်စားထားကြတယ်ဆိုတာမျိုးပြောပြလို့ရပါတယ်ခဏတည်းဒီချာချာလုံလုံချုံချုံဝတ်ထားတဲ့လက်ဤတွေလိုအပ်ရင်ဝတ်မယ်အင်ကြီးလက်ရှိတွေဝတ်မယ်ဘာမှရှိတွေဝတ်မယ်လုံးလုံးချုံချုံပေါ့ပေါ့ပါပါနဲ့တွားကြတယ်အဲ့လိုမျိုးပဲပုံထဲကကလေးတွေကလူငယ်တွေကတုပ်လေးတွေကင်ထားတာဖြစ်တယ်အဲ့တော့တောင်းတသမားတွေတိုင်းဒုတ်ကင်ရတာလား ဘာလို့ဒုက္ကင်ကြတာလဲဆိုတာမျိုးမေးလို့ရပါတယ်ရေခဲတောင်တက်တဲ့သူကတော့ရေခဲတောင်တက်တဲ့အခါမှာလိုအပ်တဲ့အသုံးဆောင်တွေယူသွားရတယ်လို့ကြိုးတွေပါတယ်ဒုတ်ဆိုင်တွေပါတယ်တခြားကြောက်တောင်တက်တဲ့သူစဉ်ကြောက်တောင်တက်တဲ့အလိုက်သူ့ဘာသာသူလိုအပ်တဲ့ပစ္စည်းတွေရှိပါတယ်ဒါလေးတွေလည်းကိုကဘုရားဖြစ်ပြောပြဆွေးနွေးသွားလို့ရပါတယ်ဟုတ်ကဲ့ပုံထဲကဒုတ်ကလေးကန်ရတဲ့ရည်ရွယ်ချက်ကိုကလေးကိုမေးလို့ရပါတယ် ဘာကြောင့်လဲပေါ့ဘာကြောင့်တို့ဒီကြိုင်တာလဲပေါ့ကလေးကသူရဲ့ထင်မြင်ချက်တိုင်းသူကြောပါလိမ့်မယ်အဲ့ဒါကြီးကိုမှားတယ်လည်းမဟုတ်ဘူးမှန်တယ်လည်းမဟုတ်ဘူးကိုကသွားပြီးတော့ငင်းကုန်နေလို့မရပါဘူးကိုကကိုလိုချင်တဲ့ကိုသိချင်တဲ့ကိုသိထားတဲ့အကြောင်းအရာတစ်ခုပဲကိုကသူ့ကိုပြန်ပြီးတော့ဆွေးနွေးပြသရုံပါပဲအဲ့လိုမျိုးပဲပုံထဲကလူငယ်လေးတွေကဘာအကြောင်းတွေဝတ်ထားတာလဲ ဘုံထဲမှာတိတာမြင်တာတိစီတဲ့လိမ်မောတောက်တောက်အရောင်နဲ့အပြာရောင်လေးတွေစည်းချေထားတာဖြစ်ပါတယ်။အပြင်မှာသွားတဲ့သူတွေကလည်းဒီလိုမျိုးဝတ်ဖို့စားဖို့လိုပါတယ်။ဝတ်စားဖို့လိုပါတယ်။ဟုတ်ကဲ့။ဘာကြောင့်လဲ။ကလေးကို ပြန်မေးရမှာပေါ့။သူတို့ကဘာလို့ဒီအရောင်တောက်တောက်ကြီးတွေကိုဝတ်ကြလဲ။ကလေးကသူ့ရဲ့တွေးနိုင်တဲ့များအတွင်းနဲ့သူတွေးခေါ်ပြီးတော့ပြောပါလိမ့်မယ်။ဟုတ်ပါတယ်။လမ်းပြောက်တဲ့အခါမှာ ထင်ထင်သာမြင်သာရှိသေးတဲ့လိမ္မော်တောက်တောက်အကြောင်းအပြာအကြောင်းဒါတွေကလိုအပ်ပါတယ်။ဝေရပါလိမ့်မယ်။တယောက်နဲ့တယောက်နဲ့လမ်းပြောက်သွားတာမျိုးတယောက်ကတောင်အောက်ကိုချော်ကျသွားတာမျိုးပြန်ရှာရတာမျိုးလမ်းမပြီးတော့လမ်းပြောက်တာမျိုးနော်။ဒါမျိုးတွေကြောင့်တယောက်နဲ့တယောက်နဲ့တိတာထင်ရှားမြင်သာစေတဲ့အကြောင်းကိုရွေးချယ်ပြီးတော့ဝစ်စင်ရတာလို့ကလေးကိုပြောပြလို့ရပါတယ်။တစ်ဆက်တည်းစစ်သားတွေကဘာအကြောင်းဝစ်ကြတာလဲ။ ဒါမျိုးပေါ့နောက်ထပ်နှင်းတောင်မှာတက်နေကြတဲ့စနိုက်ပါသမားတွေဇက်ကားတွေထဲမှာဆိုရင်စနိုက်ပါသမားတွေစနိုက်ပါဇက်ကားတွေကြီးကြအစင်သူတို့ဘာရောဝေ့ကြလာလဲအဖြူရောင်ကြီးနေပေါ့ဒီလိုမျိုးပဲလိုအပ်တဲ့အဝေစာအသုံးဆောင်တဲ့ယာစီတွေနဲ့ကန့်ကြီးတာကိုယ်အတွက်လိုအပ်တဲ့အရာဝေ့ကြတာမျိုးကိုကလေးကိုပြောပြလို့ရပါတယ်အဲ့တော့ကိုယ့်ရဲ့ကလေးရဲ့ဝေစာဝတ်ဆင်မှုကိုလည်းကိုကပြင်ပြီးတော့မှ ထိန်ချောင်ပြီးလို့ရနိုင်ပါတယ်ဒီကနေ့တော့မှသူ့ကို message ပေးသွားလို့ရပါတယ်နောက်တစ်ခု job board အရေးလေးကိုစီလွယ်ထားကြတာရှိပါတယ်ဒါကိုလည်းကျွန်တော်တို့က mail လို့ရပါတယ်ဒါကြီးသူတို့ဘာလို့ job board အွယ်လွယ်ထားကြတာတို့တောင်းချောင်းသွားရင် job board ကြီးလွယ်သွားတယ်အဲ့ job board ကြီးများလားကလေးကသူကသူတွေးပါလိမ့်မယ်စဉ်းစားပါလိမ့်မယ်အဲ့တော့ကျော်ဝေးဘာလို့လွယ်ကြတာလဲခီးသွားပါလေဆိုရင်မှကျော်ဝေးတို့ပါမှာပေါ့ဆိုပြီးတော့လွယ်လွယ်နဲ့ဖြည့်တယ်ဆိုလို့ရှိရင်တားရည်ဒါဆိုရင်ကျော်ဝေးအဲ့ထဲမှာဘာတွေပါမလဲထင်တယ်လို့တက်ပြီးတော့မေးပေးပါ ဒါဆိုရင်သူကပြန်ပြီးတော့စဉ်းစားပြီးတော့သူကသူတွေးပါလိမ့်မယ်။ဟုတ်ပါတယ်။ job ထဲမှာလန်ကီးမှာအန်ဒီဖြစ်ရင်အရေးပေါ်ကုသဖို့ရံအတွက်အရေးပေါ်စီဝါလေးတွေပါမယ်။ပြီးရင်လမ်းမှာစားတဲ့အခါမှာစားဖို့တောက်ဖို့ရည်တွေပါမယ်။အင်အားဖြည့်ချူရည်တွေချွေတတ်တွေညာသွားတဲ့ထွက်သွားရဲဆိုရင်အင်အားဖြည့်ချူရည်တွေပါမယ်။မုံတွေပါမယ်။နော်ညာရီခီးဆိုရင်တော့ဥပ္ပေစာအချို့ပါကောင်းပါမယ်။ ဒါတွေကသာလျှင်အခြေကြီးတဲ့အရာတွေပါတခြားမလိုအပ်တဲ့အရာတွေဝယ်စားတွေလင်းငန်းစုံကြီးထည့်သွားတာမျိုးတရက်ခီးလေးတရက်တောင်တဲ့ခီးလေးကိုဝယ်စားလင်းငန်းတော့ထည့်သွားတာမျိုးဆိုရင်ဒါတော့မလိုအပ်ဘူးအဲ့တော့ကိုကကလေးကိုပြန်ပြီးတော့ message ပေးရမှာကသင်ခန်းစာပြပေးရမှာကဒါရီခီးတစ်ခုလုံးတစ်ခုကိုလုံးတဲ့အခါမှာမလိုအပ်တဲ့အရာတွေခြံထားခဲ့ရမလိုအပ်တဲ့အလုပ်တွေမလုပ်ရအဓိကအခြေကြီးတွေရတယ်လောက်ရမှာ ဂျူတင်ပြင်ဆင်မှုတွေရှိရမယ်ဆိုတဲ့ကြောင့်ကိုကပြန်ပြီးတော့ကိုရဲ့ဆွမ်းဆောင်နိုင်သလောက် message ပေးလို့ရပါတယ်။ဟုတ်ကဲ့အဲ့တော့တောင်တကီသွားကြပြီသွားနေကြပြီ။အဲ့ဒီရဲ့ပုံလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ကတောင်ဘာလို့တက်တာလဲသူတို့ဘာတွေဝစ်စားထားတာလဲဒုတ်ဘာလို့ကင်တာလဲကျော်ဖို့ဤတဲ့ဘာတွေပါမယ်ထင်တယ်လဲဆိုရဲမိကုံလေးတွေကကလေးကိုအတွေးခေါ်ပြီးရှားစီမှာ ဖြစ်ပါတယ်အဲ့တော့ကြ བྱ ာကိုသွားရအောင်တောင်ကြီးဘဝအောက်တောင်ကြီးဘဝအောက်ဆိုတာကစုထုံးတစ်ခုဖြစ်တဲ့ဆွဲကြောင့်ကျွန်တော်ပြောခဲ့ပြီးသားပြီအဲ့တော့ခီးချမ်းခီးချမ်းရှေ့သူတက်ခါလန်မမောတမ်းမင်ရှောက်ကြမယ်ပန်းတိုင်အရောက်ခွဲကြ བྱ ာထဲမှာကာယံဒီပါပါတယ်ခီးချမ်းခီးချမ်းရှေ့သူတက်ခါလန်ကျန်လန်အော်နောက်ထပ်တစ်ပိုက်လေးရကြည့်ရောမမောတမ်းမင်ရှောက်ကြမယ်ပန်းတိုင်အရောက်ခွဲအဲ့တော့ကျန် လန်တန်မမော်တန်းပင်လျှောက်ကြမယ်ပန်းတိုင်အရောက်ပွေတို့လူငယ်တွေစွန့်အားထုတ်နောက်သူ့ဗမဆုပ်ပွေငယ်ဒါလေးကကြပြရဲ့အသံကာယံချိတ်ဆက်မှုလေးဖြစ်ပါတယ်။ဒါကာယံနေသိသလား။ဘာတွေကကာယံနေလဲ။အကြောင်းဆက်ဆက်မှာသင်ထားရတဲ့ဆိုလို့ရှိရင်လေကိုယ်ကပြန်ပြီးတော့မှမေးပြီးလို့ရပါတယ်။သူသိရဲ့အရာလေးတွေသူပြောပါပြောပြပါလိမ့်မယ်။ ဒါကာယံချိတ်ဆက်မှုပါကဗျာရဲ့အဓိပ္ပာယ်ကတော့ထူးထွေပြီးတော့ခက်ခဲတဲ့အရာမဟုတ်တဲ့အတွက်ကျွန်တော်ရှာရှိပြီးတော့ရှင်းပြမနေတော့ပါဘူးအဲ့တော့ဒီထဲမှာကြပြားထဲမှာပါတဲ့မိုးကုတ်ဆက်ဝိုင်းဆိုတာမျိုးပေါ့ကလေးတွေမသိတိုင်တဲ့အရာဒီစကလုံးကကလေးနဲ့မရင်းနှီးတဲ့အရာတခုကိုကျွန်တော်တို့ပြလို့ရတယ်။ဒါမိုးကုတ်ဆက်ဝိုင်းဆိုတာဗာလေမေလို့ရတယ်။အော်မိုးကုတ်ဆက်ဝိုင်းဆိုတာမျက်စိတစ်စုံမှာရှိနေတဲ့ကဘာကောင်းကင်ရဲ့အစုံတစ်ခု ဝိုက်ဝိုက်ကြီးဒါကြီးကိုမိုးကုတ်ဆက်ဝိုင်းလို့ပြောကြတယ်ဆိုတာမျိုးပြောပြလို့ရပါတယ်ဒီလိုမျိုးပဲမိုးကုတ်ဆက်ဝိုင်းကိုတမျိုးတစ်ခေါ်ကြည့်ရင်းနဲ့နော်ကောင်းကင်ဒီမှာပေါ်တတ်တဲ့မိုးရွာစီမှာပေါ်တတ်တဲ့တက်တက်ကွန်ကွန်ကွေကွေကြီးကိုလည်းပြောပြလို့ရပါတယ်အဲ့တော့တက်တက်တွေကမိုးရွာစီမှာမိုးရွာပြီးကစားမှာထွက်တတ်တယ်ဆိုတဲ့အကြောင်းလေးလည်းကိုကတခြားမြက်ပြီးအဘူးတူရတဲ့နဲ့ဆက်ပြီးတော့ပြောသွားလို့ရပါတယ်အဲ့လိုမျိုးပဲဒီမှာကြပြတဲ့မှာပါတဲ့ ဇွဲတို့လုံလတို့ဒါလေးတွေလည်းပြောပြသွားလို့ရပါတယ်အဲ့တော့ဖဝါအောက်တောင်မနီမနာတို့များလျှောက်တောင်ကြီးဖဝါအောက်ဆိုတာမျိုးဂျီပိုက်ဆိုတဲ့ကလေးရွယ်ငယ်သေးတဲ့အတွက်ကျွန်တော်တို့ကခြေဘဝတိပိမဲ့ခြေဘမိုးတိကျင်မှာတိမှာပါအဲ့တော့ကိုကဒါနဲ့ပတ်သက်ပြီးတော့ဒီခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းလေးတွေကိုကိုကဆွေးနွေးသွားလို့ရတယ်ဒါရေးခြေဘဝဆိုတာဘယ်ဟာတော့ခြေဘဝ ော်အဲ့တော့တားချီဘွားလေးကတားငယ်ငယ်တုန်းကဆိုဟောဒီလက်နှလုံးလောက်ပဲရှိတာဘွားလက်နှလုံးပကုံးလက်နှစ်တပါးညာပြောပြလို့လေဆက်ဆက်ပြီးတော့ပြောပြလို့လေရပါတယ်ကြည့်အခုဆိုရင်တော့လက်သုံးလုံးတော့ရောက်သွားပြီဒါကြီးလာပြီ နော်ဒါကိုဆက်ပြီးတော့ပြပြသွားလို့ရပါတယ်နောက်တစ်ခုကခြိဘွားခြိဘွားရဲ့အထက်ကပါလေခြိဘမိုးခြိဘမိုးရဲ့အထက်ကပါလေရှင်မျက်စိနော်ဆက်ပြီးတော့ဒီရဲခန္ဓာကိုယ်စိတ်ပိုင်းတွေကလေးကိုမီးသွားလို့ရပါတယ်ကလေးမသိတဲ့အရာတွေရှိပါလိမ့်မယ်အဲ့ဒါကိုကိုယ်ကပြန်ပြီးတော့ကလေးကိုပြောပြပါသင်ပြပါဘာလို့ပြောချင်တာလဲဆိုရင်ဒါတွေကစာအုပ်ထဲမှာမပါသေးတဲ့အရာတွေဖြစ်တယ်ကိုယ့်ရဲ့ကလေးကို ကလုံးကျွယ်ဝဖို့ကျွန်တော်တို့ကသင်ပေးရမှာဖြစ်တယ်ပြောပေးရမှာဖြစ်တယ်ဒါကလူကြီးမိဘတွေကကလေးနဲ့စကားတွေပြောနေဖို့လိုအပ်ပါတယ်ကလေးတွေကအာရင်ဖုံသုံးတယ်ကျူရှင်သွားတယ်ကြောင်းသွားတယ်ကြောင်းကနေပြန်လာတယ်ကျူရှင်ကျူရှင်ဆယ်ဆမနဲ့တွေ့တယ်စာရီကျက်တယ်ပြပဘုသူတပြပအတွေးခေါ်တွေကနေနေတယ်သူတို့ဗီဒီယိုကြည့်မယ်ဂိမ်းဆော့မယ်ဒါနဲ့မယ်ကျွန်တော်အချိန်ကြီးကုန်သွားတယ်သူတို့ဝါသနာပါတဲ့အရာကိုလိုက်နေရင်လည်းဒီ ိပင်သိထိုက်တဲ့အသိလေးတွေသိချင်းသိရမယ်စကားလုံးတွေတော့မသိဘဲနဲ့ဖြစ်နေတတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလူကြီးမင်းကလူကြီးမင်းရဲ့ကလေးနဲ့အချိန်ကြီးမေးဖြစ်တယ်လို့လူကြီးမင်းရဲ့ကလေးနဲ့ရင်းနှီးမှုတွေရနိုင်တယ်လို့ပဲကလေးကလည်းသူ့ရဲ့စကားလုံးတွေသူ့ရဲ့အတွေ့အော်တွေတိုးတက်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့နောက်ထပ်ဟိုတောင်တက်တဲ့အကြောင်းပြောသွားတာဖြစ်တဲ့အတွက်ဒီတဲ့ကတောင် အကြောင်းကြီးပါတာဖြစ်တဲ့အတွက်မြန်မာပြည်ရဲ့အမြင့်ဆုံးတောင်ကဘာလဲဆိုတာမျိုးမေလူရတယ်လို့မျိုးပဲကပအမြင့်ဆုံးတောင်ကဘာလဲဘယ်နေရာမှာရှိတာလဲဆိုတာလည်းမေလူရပါတယ်ဒါကဘုသူဒအဖြစ်ဆက်ပြီးတော့ကလေးကိုဆွဲခေါ်သွားတာမျိုးပါအဲ့တော့နောက်ထပ်ဟိုဒီကဗျာရဲ့အဓိကရည်ရွယ်ချက်ရည်ရွယ်ခြင်းကဘလောက်ပဲ ခက်ခဲတဲ့အရာတွေဖြစ်ပါစေဇွဲလုံးလာနဲ့ဒီဇိုင်းမမအားစိုက်ပြီးတော့မလျှော့ပဲနဲ့ဇွဲမလျှော့ပဲနဲ့စိတ်မပြတ်ပဲနဲ့အဆုံးထိသွားရင်အောင်မြင်မှုပန်းတိုင်ကိုရောက်တယ်ဆိုတာကိုပြဆိုခြင်းဖြစ်တယ်အဲ့တော့ကိုကဘာဖြစ်နေတာလဲကိုဘာလုပ်နေတာလဲဒီပေါ်မှာအားစိုက်ပြီးတော့မှ နေ့စဉ်နေ့စဉ်နေ့စဉ်လှုပ်သွားရင်တနေ့မှအောင်မြင်မှုဆိုတာရမယ်ဆိုပြီးတော့ကလေးကိုဇွဲမလျှော့တတ်ဘူး ဇွဲလုံလတယ်ရှိဖို့ကလေးကို message ပေးရမှာဖြစ်ပါတယ်အဲ့တော့ကြပြရဲ့သင်ခန်းစာကိုပေါင်ပြောင်းအောင်ကအကြောင်းကဆက်ဆက်မတွေသင်ပေးမှာဖြစ်ပါတယ်ကိုကဘာလဲဆိုရင်ကလေးနဲ့ရင်းနှီးမှုယူဖို့ပါပဲအခုကျွန်တော်ဆွေးနွေးသွားတဲ့မိကုံလေးတွေမေးပြီးတော့ကလေးကိုဆွေးနွေးသွားလို့ရပါတယ်ဒါဆိုရင်ကလေးရဲ့အတွေ့အကြုံကလေးရဲ့အသိဉာဏ်ဘယ်လောက်ထိရှိသလဲ အတွေ့အကြုံဘယ်လောက်တရှိသလဲလူချင်းမျိုးကိုယ်တိုင်တုံသက်လို့ရှာသွားသလိုလူချင်းမျိုးပေးခြင်းနဲ့ message တွေလည်းပေးသွားလို့ရှာပါတယ်အားလုံးကျေးဇူးတင်ပါတယ်